မင်္ဂလာပါကျွန်တော်ထိုင်လာပါကျွန်တော်တင်ဆက်ပေးနေကြဖြစ်တဲ့ One Piece လန်ကပင်လယ်ရမ ्या တွေရဲ့စွန့်စံကတငယ်ချင်းတွေရဲ့မြေသားနဲ့အိမ်မက်တွေအကြောင်းကြီးပဲလို့ထင်နေလားလုံးဝမဟုတ်ပါဘူးစောဟတ်တွေရဲ့ပင်လယ်ခရီးမှာယုံကြည်အတုတွေကနောက်ွက်ရနေဒါနဲ့ထိုးခဲ့တာရင်းနှီးတဲ့မိတ်ဆွေတွေကရုပ်တရက်ရန်သူအဖြစ်ပြောင်းလဲသွားတာမျိုးတွေဟာပရိသတ်တွေကိုကြီးကျယ်တုံလုံးစေခဲ့ပူပါတယ် ဒီနေ့မှာတော့ဝမ်ပီသျှောက်လုံးမှာကြီးမားဆုံးအနာကျင်ရဆုံးနဲ့အထင်ရှားဆုံးသစ္စာဖောက်မှုကြီး၅ခုကိုဖော်ထုတ်ပြထားသွားမှာဖြစ်ပါတယ်။ဗရာဒါတို့ချစ်ဆုံးဇက်ကောင်တွေကဘသူတွေကသစ္စာဖောက်ခဲ့လဲဆိုတာကြည့်လိုက်အောင်နဘာဖိုင်ငါနဲ့တလောက်ဖို့ကင်ဘယ် မွာတာဆဲဘက်မှာ iceberg ကိုတစ်ဆာဖောက်ခဲ့တာ CP9 ဖွဲ့ဝင်နေပါပဲဒီတစ်ဆာဖောက်မှုကတော့ iceberg ကိုတူတူကယင်းနီးတဲ့လှုပ်ဖို့ကင်ဘက်တွေအဖြစ်ရောင်ဆောင်လာတာကြောင့်ပို့ပြီးထူးခြားခဲ့ပါတယ် iceberg ကိုတစ်ဆာဖောက်ခဲ့တဲ့ CP9 ဖွဲ့ဝင်တွေရဲ့အဓိကအသေးစိတ်အချက်လက်တွေကတော့စုစုပေါင်းဖွဲ့ဝင်၄ယောက်ရှိပြီးဝါတာဆဲဘက်မှာ၅နှစ်တာကာလပတ်လုံးလိုအပ်အေဂျင်အဖြစ်အရောင်ဆောင်နေထိုင်ခဲ့ပြီး iceberg ကိုအဓိကတစ်ဆာဖောက်ခဲ့သူတွေဖြစ်ပါတယ် ပထမတဦးကတော့ Love Luchi ဂလီလာကော်မတီသင်မောတည်ဆောက်ရည်မှုပဲဖြစ်ပါတယ်။ဒုတိယတယောက်ကတော့ Gaku ဂလီလာကော်မတီရဲ့သင်မောတည်ဆောက်ရည်မှု ဖြစ်ပါတယ်။နောက်တစ်ယောက်ကျတော့ Khalifa Iceberg ရဲ့ကိုကြီးလက်ထောက် Security နောက်တစ်ယောက်ကျတော့ Bruno Water Seven မျိုးကရက်ဆိုင်ပိုင်ရှင်ပထမအချိန်လုံးကျန်အကျိုးပေးမှုနဲ့အပြစ်ပုံချခြင်း CP9 ဘက်ကသူတို့ကိုသူတို့ဖော်ထုတ်ခြင်းမပြုခင်မှာပထမဆုံးချင်းလူဝတ်တက်ခဲမှုပြုလုပ်ခဲ့ပါတယ် CP9 အဖွဲ့ဟာ iceberg ကိုတိစားဖောက်ပြီးလောက်ချက်မှုစူးစမ်းရခြင်းရဲ့အဓိကရည်ရချက်နှစ်ခုရှိပါတယ်။ပထမတစ်ချက်ကတော့ iceberg ကိုအကြောက်တရားနဲ့ဖိအားပေးပြီးဘလူးတွန်ရဲ့ပုံစံကွက်ကိုဘယ်မှာရှိတယ်ဆိုတဲ့အချက်လက်ကိုအတင်းကျပ်ထုတ်ယူဖို့ဒုတိယတစ်ချက်ကတော့သူတို့ကိုသူတို့လိုအပ်အခြင်းအဖြစ်ဆက်လက်ပုံကွက်ထားနိုင်ဖို့အတွက်တိုက်ခိုက်မှုရဲ့တာဝန်ကိုအခြားသူတို့အူစီပုံချဖို့လိုအပ်ခဲ့ပါတယ်။လိုအပ်နေတဲ့နေရာမှာတော့ဆော့ဟာတွေအမြင်စာပင်ဖြစ်ခဲ့ရပါတယ်။ CP9 ဖွဲ့ဝင်တချို့ဟာမျက်နှာပုံများဝှစ်ဆင်ပြီး iceberg ရခန်းတွေကိုညဘက်လိုဝက်စွာဝေရောက်ခဲ့ပါတယ်။သူတို့က iceberg ကိုပြင်းထန်စွာတိုက်ခိုက်ခဲ့ပြီးတေလူနီဝတ်တန်ရာတွေရရှိစေခဲ့ပါတယ်။ စီဗီနိုင်ဖွဲ့ဝင်တွေဟာတိုက်ခိုက်မှုဖြစ်ပေါ်ခဲ့တဲ့နေရာမှာနီကိုရိုဘီရဲ့ဒီဘက်ဖူဆွာအားကိုတုံခဲ့တဲ့ပုံစံမျိုးနဲ့တတိယံပြည်စီအတူတချို့ကိုခြံထားခဲ့ပါတယ်။နီကိုရိုဘီဟာအချိန်တော်ကြာကလေးကဝေါ်ကာဘမန်ရဲ့အလိုရှိဆုံးရာဇဝတ်သားဖြစ်ပြီးဝါတာဆေဘန်ကိုရောက်ရှိနေတာကိုလည်းလူများသိကြကြောင်းအပြစ်တင်မှုအလွယ်ဆုံးပြမဖြစ်နေပါတယ်။ iceberg ဟာဒရာတွင်နဲ့အသက်မသိပဲခြံရင်းခဲ့ခြင်းမှာ CP9 အဖွဲ့ဟာသူတို့ရဲ့အစီအစဉ်တိုင်းလှုပ်ရှားခဲ့ကြပါတယ်။ စီပင်နိုင်အချက်နာခဲ့တဲ့တပ်တွေအတူတူကြောင့် expert ဟာသူ့ကိုတိုက်ခိုက်ခဲ့တဲ့လူတွေထဲမှာနီကိုရော့ဘင်ပါဝင်တယ်လို့ထင်အောင်ထင်မှားဖြစ်ခဲ့ရပြီးမြို့သူမြို့သားတွေကိုငါ့အိုရော့ဘင်နဲ့မျက်နှာပုံဆွတ်ထားတဲ့လူတစုကတိုက်ခိုက်ခဲ့တာလို့ပြောခဲ့ပါတယ်။ဒီစကားကြောင့် Water Seven ပြုလူမြို့သားများအလုံးဟာ Soft Fight တွေတွေဟာသူတို့ရဲ့ချစ်ခင်ရတဲ့မြို့တော်ဝင်ကိုတပ်ဖို့စူးစမ်းခဲ့တဲ့ရာဇဝတ်သားတွေလို့ယူဆပြီးအကြီးအကျယ်ဒေါ်တာထွက်ခဲ့ကြပါတယ်။ဒါကြောင့် Lob Luchin နဲ့ကာကူရောပါဝင်တဲ့ကလီလာကုမ္ပဏီဟာ Soft Fight ကို ဖန်စီပီမျိုးတော်ဝင်ကိုကာကွယ်ဖို့ကြိုးစားခဲ့ကြပါတယ်ဒီအဖြစ်ပုံချခြင်းအစဉ်ဟာ CP9 ရဲ့တစ္ဆာဖတ်မှုအစည်းအဝေးမှာအရေးကြီးဆုံးအစိတ်ပိုင်းဖြစ်ပါတယ်။အဲဒါကသူတို့ရဲ့လူဝတ်ချက်ကိုစိတ်လက်ထိန်းသိမ်းထားပြီးသူတို့ရဲ့ပြန်ပန်အစင်မှန်ဖြစ်တဲ့ဖရန်တီစီကိုလဲစားဖို့အတွက်လမ်းကြောင်းရှင်းပေးလိုက်တာပဲဖြစ်ပါတယ်။ဒုတိယချင်းလှုပ်ချက်မှုဒီပိုင်းဟာဝါတာဆဲပန်းရဲ့အကြီးမားဆုံးဇက်လန်လဲကွက်ဖြစ်ပြီး Iceberg ကို CP9 အဖွဲ့ကတိုက်ခတ်ရင်သူတို့ဘဒူတွေဆိုတာဖော်ထုတ်လိုက်တဲ့အခိုက်အတန့်ပဲဖြစ်ပါတယ်။ Iceberg ကိုပထမအကြိမ်တိုက်ခိုက်ပြီးတဲ့နောက်ဆုံး fight တွေကိုအပြစ်ပုံချထားပါတယ်။ Galila Company ရဲ့တင်မောတင်ဆောင်ရည်မှုတွေဖြစ်တဲ့ Lob Luchi နဲ့ Kaku တို့အပအဝင် Iceberg ရဲ့ကိုယ်ရေးလက်ထောက်ဖြစ်တဲ့ Khalifa တို့ဟာသူတို့ကိုကာကွယ်ပေးနေတဲ့ပုံစံနဲ့အိမ်တော်ပတ်လည်မှာလုံခြုံရေးချထားပါတယ်။သူတို့အလုံးက Iceberg ရဲ့ယုံကြည်ရတဲ့မိတ်ဆွေများဖြစ်ကြပါတယ်။ Luffy, Zoro, Sanji နဲ့ Chopper တို့ဟာ Iceberg ကိုတကယ်တိုက်ခိုက်တဲ့သူတွေဘယ်သူတွေလဲဆိုတာသိရှိဖို့သူ့အိမ်တော်တွေကိုလိုအပ်စွာဝင်ရောက်ခဲ့ပါတယ်။ လူဖီတို့အဖွဲ့အိုက်စပတ်ရဲ့အခန်းထဲရောက်ရှိလာတဲ့အခါမှာကြီးမားဆုံးသစ္စာပေါင်းမှုကိုတွေ့မြင်ရပါတယ်။အိုက်စပတ်ရဲ့အခန်းထဲမှာတော့သူယုံကြည်ရတဲ့လော့လူချီကာကူနဲ့ဂလီဖာတို့အပြင်မြို့တွေကရက်ဆိုင်ပိုင်ရှင်ဘလူးနိုတို့ကိုတွေ့ရပါတယ်။သူတို့အားလုံးဟာ CP9 ရဲ့ဝတ်စုံကိုဝတ်ဆင်ထားပြီးဖြစ်သလိုမျက်နှာဖုံးတွေလည်းချွတ်ထားခဲ့ပါတယ်။အဲဒီချိန်မှာလူချီကအိုက်စပတ်ငါးနှစ်တာကာလပတ်လုံးခမည်းတော်ငါတို့အနီးကဆောက်ကြည့်ခဲ့တာ လွတ်ပြောလိုက်ရင်ပြေသူတို့ဟာ water seven မြို့တော်ဝန်ကိုကာကွယ်နေတာမဟုတ်ပဲ worker permit ကဆေးလွတ်ထားတဲ့ lower agency ပြည်နိုင်ဖြစ်ကြောင်းထုတ်ဖော်ခဲ့ပါတယ်။လူချင်းနဲ့ကာကူတို့ဟာကလီလာကုမ္ပဏီမှာရေရှင်းရှိတဲ့သင်မောတိဆောက်ရည်မှုတွေအနေနဲ့ငါးနှစ်တာလင်လည်ခဲ့ကြပါတယ်။ကလီဖာကလည်း ice wire ကိုရေးလက်ထောက်အနေနဲ့အနီးကပ်တည်င်းယူခဲ့ပါတယ်။ blue knot ကလည်းရက်ဆိုင်မှာ lower အဆက်အသွယ်အဖြစ်ဆောင်ရွက်ခဲ့ပါတယ်။သူတို့ရဲ့တခုတည်းတော့ရည်ရွယ်ချက်ကတော့ ice wire ပိုင်ဆိုင်နဲ့ အရှေ့ဝပုံဘလူသွင်းရဲ့ပုံစံကွက်ကိုရယူပြီးဝေါ်ကပ်မှာဝင်ပြီးအပူတာဖြစ်ပါတယ်။တတော်တော် iceberg ဟာတတော်ရဲ့မိရှေအောင်မြင်ဖို့အတွက်အသုံးပြုရမယ့်ကိရိယာတစ်ခုတာဖြစ်ပါတယ်။ပထမချိန်လောက်ချက်မှုကလည်းစွားမြောက်ကိုပြပုံချဖို့နဲ့ iceberg ရဲ့လုံခြုံရေးပေါ်စားသွားစေဖို့အတွက်ရည်ရွယ်ခဲ့တာပါ။အခုဒုတိယချိန်မှာတော့ပုံစံကွက်ရဲ့လိုအပ်ချက်ကိုအတိအာနမပုတ်ထုတ်ဖို့တာရောက်ရှိလာခြင်းဖြစ်ပါတယ်။ဒီခိုက်တံဟာ iceberg ကိုစောပိုက်တွေအတွက်ပါအချိန်မှဆုံးအောင်မှုနဲ့စိတ်ပြတ်မှုတွေပေးခဲ့တဲ့ CP9 ရဲ့အကြီးမားတဲ့တည်ဆောင်ဖို့မှုပဲဖြစ်ပါတယ်။သူတို့က Iceberg ရဲ့လုံပေါ်ကင်ပတ်နဲ့တငယ်ချင်းတွေအဖြစ်9နှစ်ကြာနေခဲ့ပြီးမှရွေးချက်ရှိရှိနဲ့လှုပ်ချန်ခဲ့ကြတာဖြစ်ပါတယ်။ CP9 အဖွဲ့ဝင်တွေအထူးသဖြင့် Lob Lucy ဟာ Iceberg ကိုတိုက်ခိုက်ပြီးစစ်ဆင်မိများတဲ့အခါမှာ Iceberg ဟာ Pluton ရဲ့ပုံစံခွဲကိုသူ့ကိုယ်သူသိမ်းထားတယ်လို့လင်းလေပြောဆိုခဲ့ပါတယ်သူလင်းလေပြောဆိုခဲ့တဲ့ရည်ရွယ်ချက်ကတော့အစစ်အမှန်ပုံစံကွက်ကိုပိုင်ဆိုင်သူဖရန်ကီကိုကောက်ွယ်ဖို့ဖြစ်ပါတယ် အိုက်စဘာဘလူတွန်ရဲ့ပုံစံကအစစ်ကိုသူရဲ့ဆရာသူညီကို ဖြစ်သူ ဖရန်ကီစီကို နှစ်ပေါင်းများစွာကလေးကလှုပ်ဝက်ပေးအပ်ထားခဲ့တာပါအိုက်စဘာရဲ့စိတ်ကဝေါ်ကာဝါမန်ရဲ့လက်ထဲကိုမရောက်အောင်သူတို့နှစ်ဦးရဲ့သူကတာပုံစံကွက်ကိုတင်စီထားပြီးလိုအပ်လာရင်ဘလူတူအစစ်နဲ့ဆင်ပြိုင်နိုင်မဲ့တံပြန်လက်နက်မျိုးတစ်မျိုးကိုတိဆောက်ဖို့ပါ CP9 ဖွဲ့ဝင်တွေကသူ့ရဲ့စကားပြောဟန်အမူအရာနဲ့သူ့အခန်းထဲမှာတွေ့ရှိခဲ့တဲ့အခြားအသင့်မောတည်ဆောက်မှုပုံစံကွက်အတူတွေကသက်ဆင့် ဘလူတွန်ရဲ့ပုံစံကိုအစဉ်အိုက်စပက်စီမှာမရှိတော့ပဲတွန်ရဲ့နောက်ထပ်တစ်ပတ်တူဖရန်ကီစီကိုရောက်နေပြီဆိုတာကိုတီးကြစွာတီးရှိသွားခဲ့ပါတယ်။ဒါကြောင့် CP9 ဖရာအိုက်စပက်ကိုထားခဲ့ပြီးတတော်ရဲ့အဓိကပြတ်မှတ်ကိုဖရန်ကီစီကိုလုံအောင်ပြောင်းလိုက်ပါတယ်။သူတို့ကဝါသားဆဲပါမှာရှိတဲ့ဖရန်ကီရဲ့နေရာကိုလိုက်ရှာခဲ့ပြီးဖန်စည်းခဲ့ပါတယ်။ CP9 ဘွယ်ဟာဖရန်ကီကိုဖမ်းမိပြီးအင်းနစ်လော့ဘေးစီခေါ်ဆောင်သွားတဲ့အခါဘလူတွန်ရဲ့ပုံစံဝဲအစ်စ်ကိုဖရန်ကီရဲ့လက်ထဲကနေရယူခဲ့ပါတယ် ဒါပေမဲ့ပုံစံကွက်ကို CP9 ရဲ့ခေါင်းဆောင်စပန်နန်ရဲ့လက်ထက်မရောက်ခင်မှာဖရန်ကီယာပုံစံကွက်အစ်စ်ကိုမီရှုဖြစ်စည်းလိုက်ပါတယ်။ဖရန်ကီယာရဲ့ယူအချက်ကကဘာပေါ်မှာဘလူတွန်ရဲ့ပုံစံကွက်လုံးဝမကျန်ရှိတော့စေဖို့ဖြစ်ပါတယ်။အဓိကကြောင်းရင်းကတော့အကယ်၍ဝေါ်ကာပေါ်မှာငါဒီလက်နက်ကိုရတော်ပြီးတည်ဆောင်းလိုက်ရင်အနာဂတ်မှာပိုပြီးအနေအများတဲ့စစ်ပွဲတွေဖြစ်လာနိုင်တယ်လို့ယုံကြည်လို့ပါပဲ။ဒီတော့အချင်းချင်းပြောရရင် CP9 ရဲ့ဘာနိုင်ရဘလူးတွန်ရဲ့ပုံစံကွက်ကို Iceberg ကနေရယူဖို့ပါ အစ်ဘကတိစာဘောင်းခံရပြီမှာပုံစံကောကိုဖရန်ကီစီပေးထားတဲ့အတွက် CP9 ကိုလဲစားနိုင်ခဲ့ပါတယ်။ CP9 ဟာနောက်ဆုံးမှာဖရန်ကီစီရဲ့ပုံစံကောကိုရခဲ့ပြီမှာဖရန်ကီကမီဆိုပြက်စီလိုက်တဲ့အတွက်သူတို့ရဲ့မစ်ရှင်အပိတက်ပြက်စီသွားခဲ့ရတာပဲဖြစ်ပါတယ်။ Number 4အနီးကပ်ဆုံးရန်သူမနိုင်ဖို့စစ်ပွဲကြီးရဲ့အထွတ်ထိပ်အချိန်မှာဆန်ကိုကူရဲ့လိုဝဲကြံစီမှုကြောင့် YBF ကိုမဟာမိတ်ခေါင်းဆောင်တအုပ်ဖြစ်တဲ့စက်ကွက်ကဒါနဲ့ထိုးသွင်းခဲ့ပါတယ် စကွတ်ဟာဝိုက်ဘီယာရဲ့ဒါနမီတူလို့တိဆာအသောတီသူအဖြစ်နှစ်ပေါင်းများစွာရှိခဲ့ပြီးဝိုက်ဘီယာကိုတိဆာဖောက်လိမ့်မယ်လို့ဘယ်သူမှမထင်ခဲ့ကြပါဘူး။ဒီလောက်ရက်ကကဘာအင်အားအကြီးဆုံးပြည်နယ်ဓမြအကြီးကိုစစ်ပွဲအတွင်းစားတင်တန်းရန်ရရှိစေခဲ့ပြီးဝိုက်ဘီယာပြည်နယ်ဓမြအဖွဲ့ရဲ့စီလုံးမှုကိုပါချက်ချင်းပြက်စီးစေခဲ့တဲ့အရေးကြီးဆုံးအခိုက်အတန့်ဖြစ်ခဲ့ပါတယ်။စကွတ်ဟာဝိုက်ဘီယာဖိုင်ရဲ့မဟာမိတ်ပြည်နယ်ဓမြအဖွဲ့ဝင်တွေထဲကတယောက်ဖြစ်ပြီးတော့သူ့ရဲ့ဂိုင်းနာမည်က Mail Storm Spider ဖိုင်ဖြစ်ပြီးတော့အဲ့ဒီအဖွဲ့ရဲ့ ခေါင်းဆောင်ပဲဖြစ်ပါတယ်မြန်မာလိုအတိတ်ပဲကတော့ရေပွဲပင်းကူပင်လယ်ဓမြအဖွဲလိုအမည်ရပြီးသူ့အကြောင်းအဓိကသိထားတာတွေကတော့မနေဖို့စစ်ပွဲမှာအဓိကအခမ်းအနားကနားကနေပါဝင်ခဲ့သူပါသူ့ကိုမစ္စတာစပိုက်တာလို့လည်းခေါ်ပြီးတော့ဒါနဲ့လက်ကိုကင်ဆောင်တိုက်ခိုက်တဲ့ဒါရမဆော့မန်တူဖြစ်ပါတယ်သူဟာဝဘီယာဖိုင်ရရဲ့မဟာမိတ်တွေထဲမှာပါဝင်ပေမဲ့ဖေးအမရယ်စံကိုကိုရဲ့လက်ပြခြင်းကိုခံခဲ့ရပါတယ်စံကိုကိုကဝဘီယာဟာအဲဒီကိုကယ်တင်မှုအတွက်သူ့ရဲ့မဟာမိတ်တမယအဖွဲ့တွေကိုတိစ္ဆာဖောက်ပြီးဆွန့်ပြစ်မယ်လို့လိန်ညာခဲ့ပါတယ် ီလဲပြာမှုကြောင့်စကွက်ဟာ YPR ကိုတစ်ဆာဖောက်ပြီးဓာတ်နဲ့ထိုးရဲမှုပါတယ်။နောက်ဆုံးမှာတော့ YPR ဟာသူ့ရဲ့လုံရဲကိုခွင်းလွှတ်ခဲ့ပြီးသူ့ကိုသားတယောက်လိုဆက်ဆံခဲ့ပါတယ်။ဒီအဖြစ်ပြဟာမလေးဖို့စစ်ပွဲရဲ့စိတ်လှုပ်ရှားစရာညင်ငွင်းတစ်ခုလည်းဖြစ်ပါတယ်။မလေးဖို့စစ်ပွဲပြီးတဲ့နောက်ပိုင်းမှာတော့သူ့ရဲ့အခန်းကဏ္ဍကတိတ်မပဝင်တော့ပါဘူး။နံပါတ်3လောဘရဲ့နောက်ွယ်ယော့ဟာဒေါက်တာဖဂါဘိုင်ရဲ့စိတ်အပိုင်းစား6ရောက်တွေက တရားဖြစ်ပြီးလောဘကိုကိုးစားပြုပါ။သူမရဲ့တစ္ဆာဖောင်းမှုရဲ့အဓိကယူရချက်ကတော့လောဘကြောင့်ပဲဖြစ်ပါတယ်။ယောဟာသူ့ရဲ့လက်ရှိဘဝကိုမကြည်နဲ့ပဲဆယ်လက်ရှိရွယ်ကွန်တူဖြစ်လာဖို့တောင်းတခဲ့ပါတယ်။ဆယ်လက်ရှိရွယ်ကွန်နေဟာဝမ်ပစ်လောကမှာအမြင့်ဆုံးအာဏာနဲ့ဇိမ်ခံမှုကို ပိုင်ဆိုင်ကားသူတွေဖြစ်တာကြောင့်လောဘကိုကိုးစားပြုတဲ့ယောအတွက်ဒီလိုဘဝမျိုးကိုလိုချင်ခဲ့တာပါ။ ယောဟာသူ့ရဲ့ရည်ရွယ်ချက်အောင်မြင်မှုတွေလေးဝက်နေတဲ့လောရက်တွေကိုလောက်ခဲ့ပါတယ်။ဒူမဟာဗဂါပိုင်းရဲ့အကြီးအမားဆုံးလေးဝက်ချက်ဖြစ်တဲ့ Vice Century နဲ့ဖော်နက်ကလေးကြောက်တုံတွေကိုလေးလံစူးစမ်းနေတဲ့အကြောင်းကိုဗဂါဘာမန်းစီတင်ကြားခဲ့ပါတယ်။ဒီသတင်းကြောင့်ကပ္ပအစိုးရဟာဗဂါဘောင်းကိုတပ်ဖို့ CBC တို့ကိုအဲဟက်ကိုစီလွတ်ခဲ့ပါတယ်။ယောဟာဗဂါဘောင်းကိုတပ်ဖို့ရောက်လာတဲ့စိုက်ဘာဖို့အဖွဲ့ဝင်တွေကိုဖမ်းဆီးပိတ်လောင်ထားခဲ့ပါတယ်။ တဟာဝကဘနာမတိုက်ခိုက်မှုတွေဖြစ်နေတဲ့အောင်ဖန်နေပြီးတစ္ဆာဖောက်ကအချားကိုပါတဲ့အောင်ဒါမှမဟုတ်ဝကဘကိုယ်တိုင်ဖြစ်နေသလားဆိုပြီးဘောကဘမန့်ကိုတန်ရဖြစ်အောင်လမ်းလွှဲခဲ့တာပါဒီလိုနဲ့သူမဟာဝကဘရဲ့အကြီးဆုံးလက်ရတွေကတခုဖြစ်တဲ့မာတာဖလင်ရဲ့အစိပ်ပိုင်းတခုကို ခိုးယူပြီးကိုရိုဇီတွေစီ ပေးပို့ခဲ့ပါတယ်ဒီဆွဲအင်းကိုအသုံးပြုပြီးလူလူရှာကင်းတဲ့တခုလုံးကိုဖျက်ဆီးခဲ့ပါတယ် ဒူမဟာလာဘိုဖစ်ရဲ့ဖရန်ဒီယာဒုံးကိုပါပိတ်ပစ်ခဲ့ပြီးတော့ဆရာဘင်းတွေကိုအခြားဖက်ကဘက်အနေနဲ့ဆော့ဟာဖိုက်တွေကိုတိုက်ခတ်ဖို့အမိတ်ပေးခဲ့ပါတယ်။တစ်ဆက်ထဲမှာပဲရှက်ကောက်ကိုပါတပ်ပစ်ခဲ့ပါတယ်။ဒီလိုနဲ့လောဘစိတ်တက်နေတဲ့ယော့ဟာဗာဂါဘတ်နဲ့အာလွန်ရဲ့မညံ့နေကိုချိတ်ဆက်ထားတဲ့ပန်းတော့ခေါ်တယ်မှာသူမလုံနေတာလေသူမရဲ့အသွေးကြုံတွေကိုလုံးဝမထည့်သွင်းပဲလိုဝက်လှုပ်ဆောင်ခဲ့ပါတယ်။နောက်ဆုံးမှာတော့ယော့ရဲ့တစ္ဆာဖောက်မှုကိုဗာဂါဘတ်ကိုပွားတွေဖြစ်တဲ့စတဲလာ ရှက်ကာနဲ့ပိုက်တော်ကိုရဆိုးကနောက်ဆုံးမှာဖုံထုံနိုင်ခဲ့ပါတယ်။လက်ရှိဇက်လန်အရာတော်ယော့ကိုဆောဟတ်တီကတစားကံအဖြစ်ဖန်ဆီးထားခဲ့ပြီးဝေါ်ကာပမန်နဲ့ဆွေးနွေးရမှာအသုံးချခဲ့တာကိုတွေ့ရပါတယ်။နံပါတ်2နောက်ကျော်အားထိုးတဲ့တာတီချာငယ်စဉ်ကတည်းကကဘာပေါ်မှာအင်အားအကြီးဆုံးပြည်လင်တမန်ခေါင်းဆောင်တွေရဲ့တူဦးဖြစ်တဲ့ WBA ရဲ့တင်မောင်းပေါ်က Second Division ရဲ့အဖွဲ့ဝင်တူဦးဖြစ်ပါတယ်။ ဒီအချိန်မှာ second version ကိုတော့ iska တောင်းကြတာဖြစ်ပါတယ်ထိချာညာညင်းရှင်တို့ဦးဖြစ်ပြီးတော့သူ့ရဲ့တသက်သက်ရင်မှန်းချက်ဖြစ်တဲ့ယာမီယာမီနိုမီအတီးကိုရရှိဖို့အတွက်တော့ WPR အဖွဲ့ထဲမှာနှစ်ပေါင်းများစွာတိတ်တဆိတ်ပုံအောင်နေခဲ့တာပါသူဟာဒီ develop ကိုရမှာသူ့ရဲ့ပင်လယ်ဓားပြင်ဖြစ်လို့တဲ့အစီအစဉ်ကိုစတင်နိုင်မယ်လို့ယုံကြည်ခဲ့ပါတယ် WPR ပင်လယ်ဓားရဲ့သတ္တုထအတွက်ခွဲဖြစ်တဲ့4 division ရဲ့ခေါင်းဆောင်ဖြစ်သူ ထက်ဟာရေပြင်ပေါ်မှာယာမီယာမီနိုမီအတီးပါတဲ့တစ်တာကိုမတော်တဆတွေ့ရှိခဲ့ပါပင်လယ်သမားတွေရဲ့ဒလိအရာဒီဗက်ဖီကို စားတွေ့တဲ့သူကစားသုံးခွင့်ရှိပါတယ်ဒါကြောင့်ထက်ကဒီအတီးကိုယူထားခဲ့ပါတီကောဘလက်ဘီဟာနှစ်ပေါင်းများစွာစောက်စားခဲ့ရတဲ့ဒီဘက်ဖူကိုထက်ကရသွားတဲ့အခါသူရဲ့လိုအပ်နေတဲ့ရည်ရွယ်ချက်ကိုဖော်ထုတ်ခဲ့ပါတီရှာအဖွဲ့ဝင်အောင်ထက်ကိုထပ်ပြပြီးတော့ယာမီယာမီနူမီတီကိုခိုးယူကဝက်ဘီရဲ့ပင်လယ်နေမြအဖွဲ့ကနေထွက်သွားခဲ့ပါတယ် ဒီတိစ္ဆာဖောက်မှုဟာဝမ်ပီဇက်လန်ရဲ့အကြီးမားဆုံးအလဲပြောင်းတွေကိုဖြစ်ပေါ်စေခဲ့ပါတယ်။ Touch ကိုတတ်တာဟာဝက်ဘီရဲ့ယမိသားစုအပေါ်ပြင်မာတဲ့အကြီးမားဆုံးပြမှုဖြစ်တာကြောင့် Touch ရဲ့အထက်ကောင်းဆောင်ဖြစ်သူ Is က Touch ရဲ့အမှုကိုဖြည့်ရှင်ဖို့အတွက် Touch ကိုလိုက်ရှာခဲ့ပါတယ်။ဝက်ဘီရဲ့ကိုယ်တိုင်က Is ကိုမလိုက်စေချင်တော့လဲ Is ကသူ့တောင်းဝန်ရလိုက်ခဲ့ပါတယ်။ Is က Touch ကိုတွေးရှိတော့လဲအနိုင်မယူနိုင်မယ်။ ချီစီရဲ့လက်ချက်နဲ့ဝေါကာပါမန့်ကိုအနံခံခဲ့ရပါတယ်။အစ်စကိုကဲတင်မိုးအတွက် YBF ပင်လယ်တမယာအဖွဲ့ဟာကပ္ပအစိုးရနဲ့မရိန်ဖို့မှာအပြင်းထန်တိုက်ခိုက်ခဲ့ရပါတယ်။ဒီစစ်ပွဲကြောင့် YBF နဲ့အစ်စိုးနှစ်ဦးလုံးအသက်ဆုံးရှုံးခဲ့ရပြီးပင်လယ်တမယာခေတ်ကြီးတစ်ခုရဲ့အပြောင်းအလဲကိုဦးတည်စေခဲ့ပါတယ်။မရိန်ဖို့စစ်ပွဲအတွင်းမှာထိရှိရသူ့ရဲ့အစီအစဉ်တွေကိုဆက်လုပ်ခဲ့ပြီးကိုရာကိုရာနိုမီအတီးကိုပါထပ်မံရယူတာစူပါရင်အားကြီးပင်လယ်တမယာတအူဖြစ်ပြောင်းလဲရည်တည်ခဲ့ပါတယ်ဒီစစ်ပွဲပြီးမှာ ဗလက်ဘီယာဟာယုံမှုတူဖြစ်လာခဲ့ပါလေ။ဝက်ဘီယာဟာသူ့အဖွဲ့ဝင်တွေကိုသာသမီများလို့ခေါ်ပြီးမိသားစုလို့တဘောထားခဲ့တာမှာချီကတိမိသားစုစီမင်းကိုချိုးဖောက်ပြီးအဖွဲ့ဝင်တူကိုတတ်ခဲ့တဲ့အပြင်သူ့ရဲ့လောရကအနောက်မှာအစ်စီရဲ့အဖြစ်ဆိုးကိုပါဇက်တိုက်ဖြစ်ပေါ်စေခဲ့တဲ့အတွက်ဇက်လန်ရဲ့အခေယအကြဆုံးနဲ့အရက်အဆက်ဆုံးတိစာဖောက်မှုပဲဖြစ်ခဲ့။နံပါတ်၁အကောင်းဆုံးဖီလေကန်ဂျူရိုဒီအိုဇူကီအူရန်ရဲ့တစ္ဆာစီဆာမူတိုင်းတို့ဖြစ်သူကိုယ်သူနင်း20ကျော်ကြာတယောက်ဆောင်ခဲ့သူဖြစ်ပြီးအမှန်တကယ်တွင် ကိုလိုဇူမီညွန့်လွယ်စုက ဖြစ်ပါတယ်။သူဒီအိုရိုချီဘိုးဘေးများကဝါနိုဤရှုကန်အဖြစ်မှဖယ်ရှားခံရခြင်းပေါ်လက်စားချီလိုဒီရေကျဲရှိတော့ဇက်ကောင်တူဦးများတာဖြစ်သည်။သူရဲ့ဘဝတစ်ခုလုံးဟာလိုဝက်လက်စားခြင်းရန်အတွက်ကြီးမားသောပြဿနာတစ်ခုတာဖြစ်တယ်။သူဟာ evidence show ဟာကန်ဂျူရိုဆိုတဲ့အိုတန်ရဲ့တစ္ဆာရှိဆာမူရိုက်ဇာတ်ရုပ်ကိုအသက်တွင်ခဲ့တယ်။သူဟာအခါစားလာနိုင် လက်အောက်ခံ၉ဦးနဲ့အတူဒုက္ခများဝမ်းနည်းမှုများပျော်ရွှင်မှုများကိုအတူတကွဖျက်ဆီးခဲ့။သူဟာအိုဒါနဲ့အတူရင်းနှီးအိုးထဲမှာပြုတ်ခံရဖို့တောင်းတင်းရှင်းနေခဲ့ပြီးဒါဟာသူ့ရဲ့တရုတ်ဆောင်မှုအတွက်အထူးအထိတ်ဇက်သိမ်းတစ်ခုဖြစ်မယ်လို့ယူဆခဲ့။ဒါပေမဲ့အိုရိုချီရဲ့အမေရသူကအဲ့ဒီတည်းကနေရုံထွက်ခဲ့ပြီးတစ္ဆာဖောက်ပြစ်ဆက်လက်လှုပ်ဆောင်မှုရွေးချယ်ခဲ့။သူဟာဖူလီဖူလီနိုမီကိုဘလတ်ဘလတ်ဖူကိုစားလာပြီးအဲ့ဒီဆွမ်းရီဟာတော့သူ့ရဲ့စောက်တန်နဲ့ဆွဲလိုက်တဲ့အရာမှန်များကို အသက်သွင်းနိုင်တဲ့စွမ်းအားပဲဖြစ်ပါတယ်ဒါပေမဲ့အဲ့ဒီပကြီစွမ်းရည်ကိုသူကလိန်ညာဖုံးကွယ်ထားခဲ့တယ်သူကအမြဲတမ်းပုံဆွဲမကောင်းလူဖြစ်ဟန်ဆောင်ခဲ့ပြီးအမှန်တကယ်မှာအရေးချင်းရှိတဲ့ပကြီဆရာတဦးဖြစ်ကသူ့ရဲ့တည်င်းပိုတဲ့ငက်ပုံတွေကိုအရေးတွင်းမြင့်မှာသောဖန်နီးခဲ့တယ်နှစ်ပေါ်တော့ဆေကျော်ကြအောင်အိုရုချီနဲ့ဂိုင်ဒိုလိုထန်အကာဇာကနိုင်ရဲ့လိုဝဲအစီအစဉ်တည်နေရလှုပ်ရှားမှုနဲ့အသေးစိတ်အစီအစဉ်နဲ့အားလုံးကိုတည်င်းပေးခဲ့တယ် သူဟာအိုဒန်တည်ဆောင်းရတဲ့အဖြစ်ပြက်မှာလည်းအဓိကသတင်းပေးသူအနေနဲ့ပါဝင်ခဲ့ပြီးအိုဒန်ရဲ့မိသားစုနဲ့လက်အောက်ခံများကိုထောင်ကျောက်တဲ့ဆွဲသွင်းခဲ့တယ်။ဝါနိုကန်ထရီရဲ့အဓိကအစီအစဉ်ဖြစ်တဲ့ဝနီကရှီမာကျွန်းကိုတိုက်ခိုက်မဲ့မဟာမိတ်များစုဝေးရနေရာကိုရန်သူတွေပေးပို့ခဲ့တာကြောင့်အစီအစဉ်များပြည့်ဝစေခဲ့တယ်။သူဟာနောက်ဆုံးမှာသူချစ်ခင်တွေ့တာဆောင်ခဲ့တဲ့အိုဒန်ရဲ့တာကိုဇူကီမိုမိုနိုဆုကဲကိုပန်းစည်းပြီးရန်သူတွေပို့ဆောင်ပေးခဲ့ပါတယ်။ ပိဋကအများစုသောကံကြူတို့ရဲ့လိုအပ်ချက်ဟာအကြီးမားဆုံးသောစိတ်ထိတိုက်စရာလဲ့ပြောင်းဖြစ်ခဲ့တယ်။အကြောင်းမှာသူဤပုံစံကြောင့်ကံကြူတို့ကိုစတင်မိတ်ဆက်စဉ်ကရည်စရာကောင်းတဲ့ပုံစွဲစွမ်းရည်မရှိတဲ့သူအမြဲတမ်းကိုညီလိုစိတ်ရှိသူရိုးသားတဲ့ရဲဘော်တို့အဖြစ်မြင်ခဲ့ရတာပဲဖြစ်ပါလား။နောက်ပြီးသူဟာအခက်ခဲတဲ့ခရီးကို ရိုးသားစွာလိုက်ပါလာသူအဖြစ်လက်ခံထားခဲ့ကြတယ်သူဟာအတူတူဒုက္ခခံငိုကြရေကြတဲ့အချိန်တွေ၊အော်ဒါအတွက်တေဖို့အထိဆွလွန်ခဲ့ကြတဲ့အချိန်တွေကလုံးဝသေယုတ်ဆောင်မှုတာ ဖြစ်ခဲ့တယ်ဆိုတာတီးလိုက်ရတဲ့အခါပရိသတ်နဲ့ဇက်ကောင်တွေပါစိတ်ပြတ်ဝန်းနေကြရတယ်။သူရဲ့မိတ်ဆွေဆိုတဲ့ဘဝတစ်ခုလုံးဟာလိန်ညာမှုတက်တက်ဖြစ်နေခဲ့တယ်။လူအချက်ပေါ်ပေါက်ပြီးတဲ့နောက်ပိုင်းမှာကန်ဂျူရိုဟာသူ့လုံရဲတွေကိုနောင်နှမရပဲသူဟာကိုရိုဇူမီမျိုးနွယ်တဲ့တယောက်ဆောင်တဲ့အမှုပညာရှင်တက်တက်တာဖြစ်ပြီးအခါစားရာနိုင်ကိုလည်းတခါမှမမုန်းခဲ့ပေမဲ့ချစ်ခင်မှုလည်းအမှန်တကယ်မရှိကြောင်းအေးဆက်စွာပြောဆိုခဲ့တယ်။ သူရဲ့စိတ်ထဲမှာကန်ဂျူရိုဆိုတာကိုယ်ပိုင်အမတ်သားတစ်ခုတော့မဟုတ်ပဲဇယုတ်တစ်ခုသာဖြစ်နေခဲ့တယ်။ထို့ကြောင့်ကန်ဂျူရိုရဲ့ဖော်ထုတ်မှုကတိစ္ဆာဖောင်းမှုရဲ့အနာကျင်ခြင်းယုံကြည်မှု ဆုံးရှုံးရခြင်းနဲ့ဘဝတစ်ခုလုံးကိုလင်းလည်ခဲ့ခြင်းတို့ကြောင့် One Piece တွေရဲ့အမတ်ရစရာအကောင်းဆုံးနဲ့အထူးရောက်ဆုံးသောအလဲပြောင်းများတဲ့မှာတစ်ခုဖြစ်ခဲ့ပါတယ်။